Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားမချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာပဲ Champions League ပွဲစဉ်နေရှင်ပြိုင်ကစားဖို့ရှိတဲ့အနေအထားမှာ Arsenal နဲ့ Atletico မတ်ထွေးတို့ရဲ့ပွဲစဉ်ကိုပွဲကြုံတုံးတဲ့ချက်ကျွန်တော်လုံးကြည့်အောင်ပါ Arsenal အနေနဲ့အိမ်ခွင့်မှာ Atletico ကိုလာလက်ခံကစားမှာပေါ့နော်လက်ရှိ Arsenal အနေနဲ့ Champions League စတင်တဲ့နေရာတွေမှာတကယ်ကောင်းတဲ့ performance တွေပြထားတယ် Atletico Madrid ရဲ့ဘက်ကလည်းတကယ်ကျွန်တော်တပွဲနိုင်တပွဲရှုံးဆိုတဲ့ပုံစံမျိုးပြထားတယ်ဆိုတော့ Atletico Madrid အနေနဲ့အိမ်ခွင့် အာဆနယ်ကိုအင်ရှင်အာဆနယ်ကိုကျွန်တော်တို့ဘယ်လောက်ထိဒုက္ခပေးနိုင်မလဲပေါ့အာဆနယ်ရဲ့ဘက်ကရောကျွန်တော်လက်ရှိမှာအက်တလက်တီကိုကိုအနိုင်ယူနိုင်ပါမလားနှစ်သင်းစလုံးကတော့ defensive မှာအရန်အားကောင်းတဲ့အသင်းတွေဖြစ်တယ်ပေါ့နော်အာဒီဒါရဲ့အသင်းဘက်ကလည်းလက်ရှိမှာခန်းစစ်မှာတော်တော်ကိုကောင်းနေတဲ့အသင်းမှာပရီးမီးယားလိမှာဆိုလို့ရှိရင်အခုချိန်ထိ၃ဂိုးပဲပေးရသေးတယ်ချန်ပီယံစ်လိမှာဆိုလို့ရှိရင်နှစ်ပွဲကစားထားတဲ့နေရာမှာနှစ်ပွဲစလုံးကို2-0 2-0နဲ့နိုင်ထားတာကျွန်တော်တို့ဒါချန်ပီယံစ်လိမှာလုံးဝပေးကူမရှိသေးဘူးပေါ့တစ်ဖက်ကလည်းပဲ ဒါ defensive master class ပြန်တော့ကျွန်တော်တို့ဒါနိပြဒီကိုစီမြူနီရဲ့ atletico မထွေးဆိုတော့နှစ်သိန်းစလုံးမှာပေးကူးတွေမြဲနဲနာမလားပေးဖို့ຢာကူးတွေမြဲနဲလာမလားပေါ့เนาะဒါစိတ်ဝင်စားဖို့ကျွန်တော်ကောင်းတယ်ဆိုတော့ကြည့်ကြအောင်ပါဆိုတော့လက်ရှိမှာကျွန်တော်အနေနဲ့ပေါ့နော်ဒီအာဆင်နယ်ကခုနကပြောသလိုဒါအိမ်ကွင်းမှာလက်ခံကစားမဲ့အခြေအနေမျိုးမှာပြီးခဲ့တဲ့ Champions League ပွဲစဉ်နှစ်ကိုပြန်ကြည့်ရင်เนาะအာဆင်နယ်က Olympiacos ကိုကျွန်တော်အိမ်ကွင်းမှာ2-0နဲ့ကျွန်တော်နိုင်ထားတယ် Atletico Madrid ကတော့အိမ်ကွင်းမှာ Frankfurt လို့အသင်းမျိုးကို9ဂိုးတကူးဆိုတဲ့ရလနဲ့အပြည့်အသက်ကိုကျွန်တော်နိုင်ထားတာဆိုတော့လက်ရှိသတင်းတွေကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်အာဇနီဘက်ကတော့နောက်ကန်ကစားမှဖြစ်တဲ့ဒါဟင်ဂဘီကပါဖို့မရှိသေးသလိုဒယန်ပြက်တနာတွေကြုံနေရပြီးတော့ကာလာအတိုင်းတာတစ်ခုထိနားမဲ့မော်ဒိုကီတို့နော်ဟာဘတ်တို့ပြီးလို့ရှိရင်မာတင်အိုဒီဂတ်တို့နော်ဂါဘရီယယ်ဟီဆူတို့လိုကစားမတွေကအကုန်လွဲအောင်မယ်ဒါအပြင်ဆူပါမန်ဒီတက်ဂလန်ရိုက်စ်ကတော့ကျွန်တော်တို့ဒါ လူရမယ်ဒီနေပွဲမှာဆိုလို့ရှိရင်ပြန်ပြီးတော့နော်ပါဖို့အတွက်ဒါအစင်းနစ်မယ်ပေါ့ဗျာပြန်ပါလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ပွဲထွက်လူစင်းနဲ့မှာထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်တောင်မန်နီဘာဒီမှာမာတီနီဒီတို့ဘာလို့ထွက်လာမလားပေါ့ဒီလီယန်ဒိုထရော့ဆာကဖူလန်နဲ့ပွဲစဉ်မှာပွဲထွက်ခဲ့တာဆိုတော့ဒီနေ့လက်ဖွင့်မှာဆိုလို့ရှိရင်မာတီနီလီကိုပို့ပြီးတော့လည်းမြင်ရကောင်းမြင်ရနိုင်နေပေါ့နော် ဆိုတော့အက်တလတီကိုဘက်ကတော့ကျွန်တော်တို့အနေနဲ့ဒီအပြောင်းလဲကအများကြီးရှိမဲ့နေထားမှာမရှိဘူးသူတို့မှာဆိုလို့ရှိရင်ကျွန်တော်တို့ထားပါတော့ဗျာနော်နီးပြရဲ့တာဖြစ်တဲ့ဒါစီမြူစီမြူနီတို့ဘာလို့ပြန်ပြီးတော့ပါမဲ့အနေထားမျိုးဒါအပြင်ကျွန်တော်တို့ကွင်းလင်မှာတခြားရွေးချယ်စရာတွေအဖြစ်လဲကော်နာဂယ်လန်ဟာတို့လိုကစားမမျိုးတွေကျွန်တော်တို့ရှိနေတယ်နော်ပြီးလို့ရှိရင်အစွန်ဒီမှာဆိုလို့ရှိရင်လည်းဂျာဗီဂယ်လန်တို့လိုကစားမတွေကျွန်တော်တို့ရှိနေတယ်နော်ဒါအပြင်တီယာဂိုအယ်မန်တာတို့လိုကစားမလို့တွေလည်းကျွန်တော်တို့ရှိနေတယ်ဆိုတော့ အတလတီကိုမှလည်းရွေးချယ်ကြရင်ကျွန်တော်ပေါ်တယ်ဗောနော်ပွဲထွက်လူစင်မှာဖြစ်နိုင်ကြီးဒီကိုကျွန်တော်ကြည့်ကြည့်ရင်အာဆင်နယ်ဘက်မှာဆိုလို့ရင် ရာယာရှိမယ်နောက်တန်းလျောက်နေရာမှာကျွန်တော်ကတော့ဂျူဒီယန်တင်ပါပါမလားဗောနော်ဒါပေမဲ့တင်ပါကဟိုတနေ့ကကစားခဲ့တယ်ဆိုတော့ဒီနေ့ပွဲမှာဘန်ဝိုက်လည်းပါလို့ကျွန်တော်ရတဲ့အနေထားမျိုးပါဆိုတော့အဲဒီပြီးတော့တင်ပါဆိုလို့ရှိရင်ဗောနော်ပူပြီးတော့ဒါမျောလင်းလို့ရတာဗောတင်ပါအများကြီးပူကောင်းနေကစားမှာကိုဒါပေမဲ့လို့ပွဲဆက်တွေများနေတဲ့အချိန်မျိုးမှာတင်ပါကိုပွဲချိန်ပြေးသုံးပါမလား ဘန်ဝိုက်ကိုပဲအချိန်ပေးလာဖို့လည်းရှိတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဘန်ဝိုက်ရှိမယ်ဆာလီဘာရှိမယ်ဂါဘရီယယ်ရှိမယ်ကာလာဖီယိုရီကျွန်တော်ရှိမယ်ပေါ့ခုနကပြောသလိုပဲတင်ပါနဲ့ဒီကာလာဖီယိုရီတို့ကနှစ်ယောက်စလုံးပြီးခဲ့တဲ့ဖူလန်နဲ့ပွဲမှာပွဲချိန်ပြင်ပြီးပါသူတို့ကစားထားတယ်ဆိုတဲ့အခါကျတော့သူတို့တင်ပါနဲ့ဒီသူတို့သူတို့မပါတော့ဘဲနေပေါ့နော်ဘန်ဝိုက်နဲ့ကာလာဖီယိုရီလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကွင်းလယ်မှာဆိုလို့ရှိရင်တော့စိတ်ချအောင်တွေ့ဖြစ်တဲ့ဒါဆူပါမင်တီနဲ့ရိုက်စ်တို့ပါဖို့ရှိပြီးတော့နံပါတ်10ရူကတော့ OD ကမပါနိုင်တဲ့ပြည့် အာဇီဟာသူ့ရဲ့နာနေရာအပိုင်လို့ကျွန်တော်ပြောလို့ရတယ်။တိုင်းစစ်မှာဆိုလို့ရှိရင်ယူကရိန်းကျွန်တော်ရှိမယ်အစွန်မှာမာတီနယ်လီနဲ့ကျွန်တော်ကစာကာကျွန်တော်ရှိမယ်ပေါ့နော်မာတီနယ်လီပါမလားကျွန်တော်ကထရော့ဆာပါမလားပဲကျွန်တော်ကြည့်ရမယ်ဒါကတော့လက်ရှိအာဆင်နယ်ရဲ့ဖြစ်နိုင်ခြင်းအများဆုံးလူစင်းရင်းမှာအဲအက်တလက်တီကိုဘက်ကိုကျွန်တော်ကြည့်နော်အော်ဘလက်ကျွန်တော်ရှိမယ် right back မှာဆိုလို့ရှိရင်တော့လော်ရန်ဒီကစင်ကစားနေတာ ဖြစ်တဲ့လော်ရန်ဒီကျွန်တော်ရှိမယ်စပိန်လေဝေးစင်နောက်ခံကစားမဖြစ်တဲ့လီနိုမန်နိုလိုကစားမလေးကျွန်တော်ရှိမယ်လန်ဂလက်တူလိုကျွန်တော်ကစားမဟောင်းနေကျွန်တော်ရှိမယ် ဒီပြီးလို့ရှိရင်ကျွန်တော်တို့ဒါစီမျိုးနီတို့เนาะပြီးလို့ရှိရင်ဝင်လေက Barrios to Luxama တွေ Corner Galen ကပြီးတာလေကျွန်တော်တို့ဒါတောင်းပါပါဆိုလို့ရှိရင် Argentina လူငယ်ကစားမလို့ပြီးတဲ့ဒါ Thiago Amanda တို့လူကစားမတွေကျွန်တော်ရှိမယ် Julian Alvarez Premier League အတွေ့အကြုံရှိကစားမဒါပြင် Wayne ကစားမတယောက်ဖြစ်တယ်လက်ရှိလည်းခြေသွင်းနေပြနေသေးတဲ့ Griezmann တို့လူကစားမတွေကျွန်တော်ရှိမယ်ဆိုတော့ဒါက Atletico Madrid ရဲ့ဘက်ကဖြစ်နိုင်ချေရှိတဲ့အနေထားပေါ့เนาะနေ့တင်းစလုံးရဲ့ form နေကိုကျွန်တော်ကြည့်ရရင်အာဇနယ်ရဲ့ချန်ပီယံစ်လိဖော်မူကနှစ်ပွဲစလုံးကိုသူတို့အနိုင်ရထားတဲ့နှစ်ပွဲကစားပြီးတဲ့အနေအထားမှာ နော်ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲကိုကြည့်ကြည့်လို့ရှိရင်အာဆနယ်ဟာတပွဲတည်ကြထားပြီးတော့နောက်ဆုံး9ပွဲဆက်တိုက်အနိုင်ရထားပါတယ်။အက်တလတီကိုမက်ထရစ်ကတော့ချန်ပီယံစလိနှစ်ပွဲမှာတပွဲရှုံးပြီးတော့တပွဲနိုင်ထားတယ်။နိုင်ထားတာကအိမ်ဝင်းမှာလက်ခံကစားတဲ့ Frankfurt ကို5-1နဲ့နိုင်နေပွဲပါ။နော်အက်တလတီကိုမက်ထရစ်ရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်တို့ကြည့်ရင်ပြိုင်ပွဲဆုံးမှာသူတို့နှစ်ပွဲတည်ကြထားတယ်။သူတို့ဒီအနေနဲ့ပေါ့နော်ဒါ၄ပွဲထိနိုင်ထားတယ်ဆိုတော့နောက်ဆုံး6ပွဲမှာနှစ်သင်းစလုံးဟာရှုံးပွဲတွေမရှိသေးဘူးဆိုတဲ့သဘောပဲ။ အဲ့တော့ကျွန်တော်တို့အနေနဲ့ဒါနှစ်သင်းစလုံးကတော့ဗောနော်သူတို့ကလည်းသူတို့တော့ပုံစံကောင်းနေကျွန်တော်ပြနေကြတယ်ဒီနေရာမှာအက်တလက်တီကိုမက်ထရစ်ကလည်းပဲခန်းစစ်ကောင်းနေတယ်မှာပါတယ်ဆိုပေမဲ့ဒီအာဒီအာစနယ်ရဲ့ခန်းစစ်နဲ့ရှင်ပဲဆိုလို့ရှိရင်တော့အခြေအနေမကောင်းသေးဘူးအာစနယ်ခန်းစစ်ကလက်ရှိပရီးမီးယားလိရှစ်ပွဲကစားပြီးတဲ့အချိန်မှာ၃ဂိုးပဲလာမသိကျွန်တော်ပေးရသေးတယ်ချန်ပီယံစ်လိနှစ်ပွဲကစားပြီးတဲ့အနေထားမှာတဂိုးမှမပေးရသေးဘူးအာဒီတာရဲ့ကျွန်တော်ခန်းစစ်ကတတော်ကိုကောင်းနေခန်းစစ်ပါတတော်ကိုမာတဲ့ကျွန်တော်ခန်းစစ်ပါနော်ဒါအပြင်ကျွန်တော်အနေနဲ့ဒီအက်တလက်တီကို မက်ထရစ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းလက်ရှိကျွန်တော်တို့ဒီလာလီဂါရှင်ပြိုင်ကစားတဲ့နေရာ၉ဘွဲကစားပြီးသွား၏၉ဘွဲကစားပြီးတဲ့နေရာမှာအက်တလတီကိုတိုက်စစ်က၁၀ရထားတယ်နံပါတ်၁၆ကိုရထားတယ်နော်၁၆ကိုရထားတယ်ခန်စေးကကျွန်တော်တို့က၁၀ကိုကျွန်တော်ပြီးထားရတယ်ဆိုတော့နော်ခန်စေးက၁၀ကိုပြီးတာဒါဘလူးမှအချိန်ကြီးမကောင်းဘူးခန်စေး၁၀ကိုပြီးထားရတယ်ဆိုတာမျိုးပါလေတော်တော်ကိုအချိန်ကြီးမကောင်းတာပါနော်ကျွန်တော်တို့က၉ဘွဲမှာ၁၀ကိုပြီးထားရတယ်ဆိုတာမျိုးကဒါပြင်အက်တလတီကိုမက်ထရစ်က တို့လာလီကာမှာကျွန်တော်ကြည့်မယ်ဆိုလို့ရင်ဂျူလီယန်အေဘရက်စ်တို့ဘာလို့က6-9ဒီပါလေကျွန်တော်တွင်းပြီးသွားပြီဒါဟာကလီယန်ဘာဘီရဲ့နောက်မှာရှိနေတဲ့အနေထားပေါ့ဒါကြောင့်တော့ဒီမှာဆိုလို့ရှိရင်နှစ်သင်းစလုံးကတော့ခန်းစစ်ကိုတော်တော်လေးကိုအားတာတဲ့အသင်းတွေဖြစ်လို့အာဆင်နယ်ကိုကျွန်တော်တို့ကြည့်ရင်တော့အက်ဒလက်တီကိုမထွေးနဲ့စာရင်တိုက်စစ်မှာဆိုလို့တိုက်စစ်မှာကအီဒီကိုတက်ပို့ပြီးတော့အန်ဒီအများနဲ့တိုက်စစ်ကိုပိုင်ဆိုင်ထားလို့ကွင်းလင်မှာလည်းပဲပွဲကိုပို့ပြီးတော့ထိန်းချုပ်နိုင်စွမ်းရှိတဲ့ကွင်းလင်မျိုးကိုပိုင်ဆိုင်ထားတယ်ခန်းစစ်ကလည်းပဲနှစ်သင်းစလုံးကောင်းတဲ့ခန်းစစ်တွေကိုပိုင်ဆိုင်ထားတယ်ဗျာ ကိုသမားရည်တွေးတွေကလည်းကျွန်တော်ပြောစရာလူမေလို့တော့မထင်ဘူးဆိုတော့အင်ရှင်အာဆင်နယ်ကိုတော့ကျွန်တော်ဒီအက်တလက်တီကိုရဲ့ဘက်ကဒုက္ခပေးနိုင်မှုကမလွယ်ပါဘူးကျွန်တော်ကတော့နှစ်သင်းစုံရဲ့ဂျာထဲမှာတသင်းနဲ့တသင်းကျွန်တော်ဒီပြဲ့ဟိုအတွင်းကိုယာကိုတွေတော့နည်းလိမ့်မယ်လို့တော့ထင်တယ်ဒါပေမဲ့လို့ပေါ့နော်အာဆင်နယ်ဟာပိုတိုက်စစ်ပိုင်းမှာဆိုရင်ပိုပြီးတော့ဒုက္ခပေးနိုင်လိမ့်မယ်လို့ထင်တယ်သူတို့အိမ်ဝင်လည်းဖြစ်တဲ့နေထားမှာအက်တလက်တီကိုရဲ့ဘက်ကတော့ဂိုးတွေပါတွေရဖို့မလွယ်ဘူးလို့ထင်တယ်နော်အာဆင်နယ်ရဲ့ခန်းစစ်ကလည်းကောင်တာအထက်တီကိုကောင်းကောင်းတုံ့ပြန်နိုင်စွမ်းတားဆီးနိုင်စွမ်းရှိတဲ့ အာခန်စင်မျိုးကိုသူတို့ကပိုင်ဆိုင်ထားတာဗျအဲ့တော့အာတီတာအတွက်ချန်ပီယံလိ3ပွဲဆက်နိုင်ပွဲကိုကျွန်တော်တွေးကောင်းတွေးရနိုင်တယ်နှစ်သင်းပေါင်းကတော့ဟိုအလွန်ဆုံး3ခုလောက်ပဲရနိုင်နေပြီလို့ကျွန်တော်ထင်တယ်သာပါတော့2-1နဲ့အာဆင်နယ်ကနိုင်တာမျိုးလို့နော် ဝမ်စီနဲ့အာစနယ်ကနိုင်တာမျိုးတို့တော့ကျွန်တော်မြင်တယ်။တရီကတော့ဘယ်တော့ကြာနိုင်ဆိုမရှိဘူးတော့မဟုတ်ဘူးပေါ့လေ။နတင်းစလုံးမှာခန်စစ်တွေကောင်းကြတယ်ဆိုတော့ဂိုးမရှိတရီဝမ်ဝမ်တရီတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တာပဲ။ဘာလို့လဲဆိုတော့ဆက်ပီးစ်တွေတောင်းကန်ပေါ်တွေကနေပြီးတော့လေနတင်းစလုံးကအပြောင်းလဲတွေလုံနိုင်ဆိုရှိတဲ့အသင်းတွေဖြစ်နေတာကိုတူတူလည်းပဲကျွန်တော်ကတော့အင်ရှင်ဘက်ကိုပဲအချိန်ကြီးပို့ပြီးတော့ကောင်းလိမ့်မယ်လို့ထင်တယ်ဒီပွဲမှာ။နော်အက်တလက်တီကိုကခန်စစ်ကောင်းပြီမယ်လို့လက်ရှိအာစနယ်ခန်စစ်လောက်တော့ပြိုင်ပွဲဆုံးမှာ ကောင်းပြထားနိုင်ဆိုရင်ကျွန်တော်မရှိသေးဘူး။ဒါကြောင့်မနော်ချန်ပီယံစ်လိသုံးပွဲမြောက်မှာ အာဒီတာတို့ကကိုမအပြည့်ယူနိုင်မဲ့အနေအထားမျိုးဇရားထိတ်တွေပါတွေကိုတက်နေနေမဲ့ရောက်အောင်သွားနိုင်မဲ့အခြေအနေမျိုးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ခန်းစစ်ကလည်းပဲတော်တော်ကောင်းပြီးတော့ပရီးမီချန်ပီယံလိမှာတကူမှန်ပြီးမထားရသေးဘူးဆိုတာကဒါတာတိုက်ဆိုင်မှုကျွန်တော်မဟုတ်ပါဘူး။ဆိုတော့အာစနီဟာခန်းစစ်မှာဆိုလို့ရှိရင်ဥရောပမှာအကောင်းဆုံးခန်းစစ်လို့တော့ကျွန်တော်ပြောလို့ရတယ်။ဘာစီလိုနာတို့ပါလို့ဆိုလို့ရှိရင်လည်းချန်ပီယံလိမှာကိုဒီလာလီဂါမှာကိုဝဲကစားပြီးတဲ့အချိန်မှာ၁၀ဂိုးတွေပါတွေပေးပြီးသွားပြီ။ တော့တခြားခန်စစ်တွေဆိုလို့ရှိရင်လည်းဒီတိုင်းပဲဂိုးရီပါတွေပေးနေရတာဒါပေမဲ့အာဆင်နယ်ခန်စစ်ကဒီဥရောပမှာကျွန်တော်တို့လက်ရှိအကျစ်လက်ဆုံးတို့ကိုကျွန်တော်တို့ပြောလို့ရတယ်ဒါကြောင့်အက်တလက်တီကိုမက်ထရစ်တော့ဂိုးရီပါတွေရဖို့ကမလွယ်ဘူးလို့ထင်တယ်တော့နှစ်သင်းကြားထဲမှာလည်းဂိုးရီအများကြီးတွင်းတာတွေမြင်ရဖို့ကဟိုနည်းလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့အာဆင်နယ်အနေနဲ့ပေးမပြတ်တဲ့ပေါ့နော်ကျွန်တော်ရလက်တင်နေပဲထက်ပြီးတော့အနိုင်ရသွားဖို့အချိန်ကြီးကောင်းနေလို့ထင်တယ်ညီကလို့ရောဘယ်လိုမြင်ရလဲဘယ်အသင်းကဘယ်လိုရလက်တွေထွက်ပေါ်လာမယ်ထင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြပါလဲ